မန္လီတိုင်းမိုးကုံမြို့မှာဓမြတိုက်ဖို့ကြံစီနေသူအမျိုးသား၃ဦးကိုတောင်းတက်မြို့ PSF ထင်းတဲ့အရေးတရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ကလက်နက်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့တောင်းတက်ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မေလ23ရက်ကမိုးကုံမြို့အရှိပိုင်းမိုးကုတ်ကျဲကားဂိတ်အနီးမှာလက်ပစ်ဘုံပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်တောင်းတက်ရဲ့ရဲတပ်ဖွဲ့ကစစ်ဆေးနေစဉ်ဓမြတိုက်ဖို့ကြံစီနေတဲ့ကိုတူရမျိုးထက်ကိုအောင်ရှင်းတက်နဲ့ကိုနေမျိုးတူတို့ကိုဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ မိုးကုံမျိုးရှိတရင်မြစ်တူကအရှိမီကိုပြောပါတယ်။၎င်းမျိုးသား၃ဦးနဲ့အတူလက်လုံတနက်တလက်လက်ကင်တမြောင်လေးလက်ပစ္စတိုတလက်နဲ့ရာမတ်စီပြား90ပြားတင်စီရမိခဲ့တယ်လို့ဆိုပါတယ်။တအောင်တက်ထိန်ချုပ်ထားတဲ့မိုးကုံမျိုးမှာဓမြတိုက်မှုတွေဘုံဖောက်ခွဲမှုတွေမကြာခဏဖြစ်ပွားနေပြီးဖန်စီရမိသူ၃ဦးကိုအရင်ဓမြတိုက်မှုတွေနဲ့ခိုးမှုတွေမှာပါဝင်မှုရှိမှရှိတအောင်တက်ရဲ့ရဲတပ်ဖွဲ့ကဆက်လက်ဆောင်ဆန်းနေစေလို့တရားပါတယ်။ အလားတူပြီးခဲ့တဲ့မေလ23ရက်မှာမိုးကုံမြို့ရှော့လီဝိုင်းအုပ်စုကန်တော်ရက်ကွက်မှာအမည်မသိအမျိုးသားနှုတ်ကဆိုင်ကယ်စီးလာပြီးလက်ပစ်ဘုံလာရောက်ပစ်ခတ်ခဲ့ရာဒဏ်ရာရတဲ့သူ6ဦးအထိရှိခဲ့ပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့မေလ12ရက်မှာလည်းမိုးကုံမြို့အရှေ့ပိုင်းမှာလုံခြုံရေးကင်းလဲ့နေတဲ့တောင်တက်ရဲ့ရဲတပ်ဖွဲ့ဝင်တွေပြစ်ခတ်ခံခဲ့ရပါတယ်။လက်ရှိမှာမိုးကုံမြို့အတွင်းဓမြတိုက်မှုခုမှုနဲ့ဘုံဖောက်ခွဲကျူးလွန်မှုတွေကို TNLA က ဆက်လက်ရှာဖွေနေပြီးပြမှုကျူးလွန်သူတချို့မန်လေးဘက်တို့ထွက်ပြေးလွမြောက်နေတယ်လို့မိုးကုံမြို့ရှိတအန်းတည့်ရဲတပ်ဖွဲ့နဲ့နှိဆက်သူတူကရွှေပြည်ပြောပါတယ်ရှင်